ဒုတိယကြိမ်အမေရိကန်တရုတ်ကုန်သွယ်ရေးစစ်ပွဲနဲ့ရိုက်ခတ်မှုတွေမကြသေးခင်ကမလေးရှားနိုင်ငံ Popcorn အခြေစိုက်ပြန်လည်တင်ပို့တဲ့ကုမ္ပဏီတစ်ခုက TikTok မှာဗီဒီယိုတစ်ခုတင်ခဲ့ပါဗျ။အဲ့ဒီဗီဒီယိုထဲမှာသူတို့လုပ်သမားတွေကတရုတ်ကလာတဲ့ကုန်ပစ္စည်းတွေပေါ်မှာအမှတ်အသားတွေကိုဖျက်ဆီးပြီးမူရင်းထုတ်လုပ်တဲ့နိုင်ငံကိုဖုံးကွယ်ဖို့ကြိုးစားနေတာကိုတွေ့ရပါဗျ။နောက်ထပ်ဗီဒီယိုတစ်ခုမှာတော့အလုပ်သမားတွေဟာမလေးရှားမှာတရုတ်ထုတ်ကုန်တွေကိုချနေပြီး Made in Malaysia လို့စာတမ်းထိုးနေတာကိုပြသထားပါဗျ။ဒါပေမဲ့တရုတ်ကုမ္ပဏီတွေ အများအဖြစ်သုံးလေးရှိတဲ့ဒီနီလန်ဟာတိတ်မကြခင်မှာအလုံးမဖြစ်တော့ပါဘူးဒီလိုလုပ်ရင်မူရင်းဖျောက်ဖျက်ခြင်းသို့မဟုတ်နိုင်ငံမူရင်းလိမ်လည်ခြင်းလို့ခေါ်ပါတယ်ဆိုလိုတာကတနိုင်ငံကကုမ္ပဏီတစ်ခုဟာနောက်တနိုင်ငံရဲ့စီးမင်းစည်းကမ်းတွေမှာရှိတဲ့အားနည်းချက်တွေကိုအသုံးချပြီးကုန်ပစ္စည်းအမျိုးတွေကိုဖယ်ရှားတာဒါမှမဟုတ်ထုတ်ပိုးမှုတွေကိုပြောင်းလဲတာကြောင့်အဲ့ဒီကုန်ပစ္စည်းတွေကိုဒုတိယနိုင်ငံမှာထုတ်လုပ်တယ်လို့အတိအမှတ်ပြုနိုင်မှာဖြစ်ပါတယ်။ကဲ ဒီအကြောင်းအရာနဲ့ပတ်သက်လို့စိတ်ဝင်စားတယ်ဆိုရင်တော့ကျွန်တော်ရဲ့ဗီဒီယိုလေးကိုအဆုံးထိလိုက်ပါကြည့်ရှုပေးပါအောင်ခင်ဗျာ American တရုတ်ကုန်သွယ်ရေးစစ်ပွဲအတွင်းက VN April 18ရက်နေ့မှာရှန်ကျန်းမြို့ကမျိုးသမီးတူကရက်နုံမှာအလွန်အံ့ဩစရာကောင်းတဲ့အဖြစ်အပျက်တစ်ခုဖြစ်ပွားခဲ့ကြောင်းမျှဝေခဲ့ပါတယ်။သူမရဲ့ကုမ္ပဏီက VN မှာဆက်ယုံတစ်ခုရှိပြီးပစ္စည်းတွေနဲ့ကိရိယာတွေကိုမကြာခဏအဲ့ဒီကိုတင်ပို့လေးရှိတယ်လို့သူမကပြောပါတယ်။ အရင်ကစာရွက်စာတမ်းတွေပြည့်စုံသူရေးအရာအလုံးအဆင်ပြေနိုင်ပြီမဲ့ဒီတစ်ခါမှာတော့အကောက်ခွန်ကသူတို့ရဲ့ကုန်တင်မှုကိုတားဆီးပြီးထုတ်ကုန်2000ကျော်ကို ဖွင့်ဖောက်စစ်ဆေးခဲ့ပြီးစာရွက်စာတမ်းတွေမှာဖော်ပြထားတဲ့ပစ္စည်းတွေဟာအမှန်တကယ်ကုန်ပစ္စည်းတွေနဲ့မကိုက်ညီဘူးလို့ပြောပါတယ်။နောက်ဆုံးမှာအဲ့ဒီအရာအလုံးကိုတရုတ်နိုင်ငံစီပြန်ပို့လိုက်ပါတဲ့။ဗီယက်နမ်ရဲ့လှုပ်ဆောင်ချက်ဟာမူရင်းလိမ်လည်မှုကိုတားဆီးဖို့ရည်ရွယ်ထားတဲ့အမေရိကန်ရဲ့ကုန်သွယ်ကုန်မူဝါဒအစ်စ်တွေရဲ့တုံ့ပြန်မှုဖြစ်ပုံရပါတယ်။ တမနာထရန်အာနာရလာပြီးနောက်ဧပြီလ2ရက်နေ့မှာနှစ်နိုင်ငံအပြန်အလှန်ကုန်သွယ်ကုန်မူဝါဒကိုစတင်ခဲ့ပါတယ်။အမေရိကန်ကမတူညီတဲ့နိုင်ငံတွေနဲ့ဒေသတွေအတွက်မတူညီတဲ့ကုန်သွယ်ကုန်နှုံးထားတွေကိုစတင်သတ်မှတ်ခဲ့ပြီးတရုတ်နဲ့အရှေ့တောင်အာရှနိုင်ငံအများစုဟာ30ရာခိုင်နှုန်းကျော်ကုန်သွယ်ကုန်တွေနဲ့ရင်ဆိုင်နေရပါတယ်။တရုတ်အစိုးရကဒါကိုတုံ့ပြန်ခဲ့ပြီးအပြန်အလှန်ကုန်သွယ်ကုန်တိုးမြင့်မှုနှစ်ကြိမ်အပြီးမှာအမေရိကန်ဟာတရုတ်ကလာတဲ့ကုန်ပစ္စည်းအများစုပေါ်145ရာခိုင်နှုန်းကုန်သွယ်ကုန်ကောက်ခံနေပြီး တရုတ်ကတော့အမေရိကကလာတဲ့ကုန်ပစ္စည်းအများစုပေါ့125ရာခိုင်နှုန်းကုန်သွယ်ကွန်ကောက်ခံနေပါတယ်။အရှိတောင်အာရှနိုင်ငံအတော်များများကနှစ်ဦးနှစ်ဖက်အကျိုးရှိမဲ့ကုန်သွယ်ရေးရရှိဖို့အမေရိကန်နဲ့ညှိနှိုင်းပြီးပူးပေါင်းဆောင်ရွက်ဖို့ကြိုးစားမယ်လို့ပြောခဲ့ပါတယ်။ဧပြီလ9ရက်နေ့မှာထရန့်ကဗီယက်နမ်အပါအဝင်တချို့နိုင်ငံတွေအတွက် အပြန်အလှန်ကုန်သွယ်ကွန်တွေကိုညှိနှိုင်းနိုင်ကြဖို့ဂျပန်90ရက်ဆိုင်ကြောင်းကြေညာခဲ့ပါတယ်။ဗီယက်နမ်ကအရင်အမေရိကန်တင်သွင်းကုန်တွေပေါ်ကုန်သွယ်ကွန်လျှော့ချပြီး ကောင်းမွန်တဲ့ဆန္ဒကိုပြသခဲ့ပေမဲ့အင်ဂျူရောကအလားတူရှော့ပေါမှုတွေမလုပ်ခဲ့ပါဘူး။သူတို့ကတရုတ်ဟာ VNN ကိုအတုံးချပြီးအမေရိကန်ကိုကုန်ပစ္စည်းတွေတင်ပို့ပြီးကုန်သွယ်ကုန်တွေရှောင်ရှားနေတာဟာအဓိကပြဿနာဖြစ်တယ်လို့ဆိုပြီး VNN ကိုကုန်သွယ်ကုန်လိမ်လည်မှုတွေလုပ်နေတယ်လို့ဆွဆွဲခဲ့ပါတယ်။ VNN ဆက်မှုနဲ့ကုန်သွယ်ရေးဝန်ကြီးဌာနကလိမ်လည်မှုကိုကာဝယ်ဖို့မူရင်းအသိအမှတ်ပြုလက်မှတ်နဲ့ပေးသွင်းသူရဲ့ပစ္စည်းတွေကိုတင်းတင်းကြပ်ကြပ်ထိန်းချုပ်ဖို့စီးမြင်အသစ်တွေထုတ်ပြန်ခဲ့ပါတယ်။ အမေရိကန်တရုတ်ကုန်သွယ်ရေးစစ်ပွဲစတင်နေမှာတော့တရုတ်ကွန်မြူနီပါတီအထွေထွေအတွင်းရေးမှူးရှီချင်းဖျင်ဟာဗီယက်နမ်မလေးရှားနဲ့ကမ်ဘောဒီးယားနိုင်ငံတွေကိုတွားရောက်ခဲ့ပါတယ်။ဒီခရီးစဉ်တွေကြောင့်အရှေ့တောင်အာရှမှာတရုတ်နဲ့အမေရိကန်ကြားတိုးလာနေတဲ့ပြိုင်ဆိုင်မှုအပေါ်အများကအာရုံစိုက်လာကြပါတယ်။ဗီယက်နမ်ကိုသူတွားရောက်ခဲ့တဲ့မှာရှီချင်းဖျင်ဟာဗီယက်နမ်ကွန်မြူနီပါတီအထွေထွေအတွင်းရေးမှူးတိုလန်နဲ့ဆွေးနွေးခဲ့ပါတယ်။ရှီကတဖက်သက်အနိုင်ကျင့်မှုတွေကိုအတူတကွရပ်တည်ပြီးကမ္ဘာလုံးဆိုင်ရာလွတ်လပ်တဲ့ကုံသွယ်ရေးနဲ့ ကုန်ပစ္စည်းထောက်ပံ့ရေးကွင်းဆက်တည်နေမှုကိုကာဝယ်ဖို့ VNN ကိုတိုက်တွန်းခဲ့တယ်လို့သိရပါတယ်။သူ့ရဲ့မှတ်ချက်တွေဟာတမရထရန့်ရဲ့ကမ္ဘာလုံးဆိုင်ရာကုန်သွယ်ကွန်မူဝါဒတွေကိုရှင်းရှင်းလင်းလင်းရှင်းပြထားတာဖြစ်ပါတယ်။ဒါပေမဲ့ VNN ကောင်းဆောင်တွေကရှီရဲ့တိုက်တွန်းချက်ကိုသတိနဲ့တုံ့ပြန်ခဲ့ပြီးသူတို့ဟာအမေရိကန်နဲ့တရုတ်ကြားမှာသတိဝရိယရှိရှိထိန်းချိနေကြောင်းပြသခဲ့ပါတယ်။တရုတ်အမေရိကန်အားပြိုင်မှုမှာသတိဝရိယနဲ့တုံ့ပြန်ခဲ့တဲ့ VNN ထိုင်ဝမ်သတင်းဌာနရှန်ပေါင်က ရှီကျင်းဖင်ရဲ့ဗီယက်နမ်ခီးစဉ်ဟာမူလကအမေရိကန်စန့်ကျင်ရေးမဟာမိတ်ဖွဲ့ကိုရည်ရွယ်ခဲ့ပေမဲ့ဗီယက်နမ်ကလက်မခံခဲ့ဘူးလို့ထောက်ပြခဲ့ပါတယ်။နှစ်ဖက်စလုံးလက်မှတ်ရေးထိုးခဲ့တဲ့ပူးတွဲကြေညာချက်ဟာဝေဝါးပြီးအာနာရှင်စနစ်နဲ့အင်အားကြီးနိုင်ငံရေးကိုစန့်ကျင်ကြောင်းသာဖော်ပြထားပါတယ်။ဒီလိုမျိုးစကားလုံးတွေကိုဗီယက်နမ်ကအရင်ကလည်းအသုံးပြုခဲ့ပြီးတောင်တရုတ်ပင်လယ်တွင်တရုတ်ရဲ့လုပ်ရက်တွေကိုဝေဖန်တာကိုမကြာခဏဆိုလိုလေးရှိပါတယ်။ရှီကျင်းဖင်ရဲ့ဗီယက်နမ်ခီးစဉ်ဟာတမရထရန့်ရဲ့အာရုံကိုဖန်ဆင်းနိုင်ခဲ့ပါတယ်။ အိမ်ဖြူတော်မှာ Trump ကသတင်းတောက်တွေကိုချီရဲ VNN ကောင်းဆောင်တွေနဲ့တွေ့ဆုံမှုဟာ American ကို ထိခိုက်စေဖို့ရည်ရွယ်တာလို့ပြောခဲ့ပါတယ်။ဒါပေမဲ့ရှီကျင့်ဖြင့် VNN ကထွက်ခွာသွားပြီးနောက် April 18ရက်နေ့မှာ VNN အစိုးရရဲ့ website မှာထုတ်ပြန်ခဲ့တဲ့သတင်းစကားတစ်ခုမှာ VNN ဝန်ကြီးချုပ် Fan Bingchen ဟာ American ASEAN စီးပွားရေးကောင်စီဥက္ကဋ္ဌ Jeffrey Palmer နဲ့တွေ့ဆုံခဲ့ကြောင်းဖော်ပြထားပါတယ်။အဲ့ဒီတွေ့ဆုံမှုတွင် Fan က VNN နဲ့ American ဟာထူးခြားတဲ့ဆက်ဆံရေးရှိပြီး နှစ်နိုင်ငံကြားဆက်ဆံရေးဟာတခြားနိုင်ငံတွေဆက်ဆံရေးနဲ့မတူဘူးလို့ပြောခဲ့ပါတယ်။ VNN အစိုးရရဲ့ကြေညာချက်အရဖန်မင်ချင်းက VNN ဟာအမေရိကန်ရဲ့စိုးရိမ်မှုတွေကိုအခွန်တွေရှော့ချပြီးအမေရိကန်ကုန်ပစ္စည်းတွေတင်သွင်းမှုတိုးမြင့်ခြင်းဖြင့်အများပြားဖြည့်ရှင်းပြီးပြီလို့လည်းပြောခဲ့ပါတယ်။ပြီးတော့ VNN ဟာစွေးနွေးမှုတွေနဲ့ညှိနှိုင်းမှုတွေမှာပါဝင်ဖို့အဆင်သင့်ဖြစ်နေတယ်လို့ဆိုပါတယ်။သူက VNN ဟာအမေရိကန်နဲ့ရေရှည်တည်တံ့ပြီးမျှတတဲ့ကုန်သွယ်ရေးဆက်ဆံမှုတည်ထောင်ဖို့ကြိုးပမ်းနေတယ်လို့ထပ်လောင်းပြောကြားခဲ့ပါတယ်။ မကြသေးမီနှစ်တွေအတွင်းအမေရိကန်ဟာ VNN ရဲ့အရေးပါဆုံးပို့ကုန်စည်းကွက်ဖြစ်လာခဲ့ပါတယ်။ VNN ဟာနောက်တိုင်းကုမ္ပဏီအများပြားရဲ့အဓိကထုတ်လုပ်ရေးအခြေစိုက်စခန်းဖြစ်ပြီးပြီးခဲ့တဲ့နှစ်ကအမေရိကန်နဲ့ကုန်သွယ်မှုပို့လျံငွေဟာအမေရိကန်ဒေါ်လာ123ဘီလီယံကျော်ရှိခဲ့ပါတယ်။တရုတ်ရဲ့တစ်ဖက်သက် VNN နဲ့သဘောတူညီချက်များရှိရဲ VNN ခီးစဉ်နဲ့ပတ်သက်ပြီးတရုတ်နိုင်ငံပိုင်မီဒီယာတွေကတရုတ်နဲ့ VNN ဟာညံရီတုယထာလန်းနဲ့စိုက်ပျိုးရေးထွက်ကုန်နေလိုမျိုး နယ်ပယ်ပေါင်းစုံမှာပူးပေါင်းဆောင်ရွက်မှုသဘောတူညီချက်55ခုလက်မှတ်ရေးထိုးခဲ့တယ်လို့သတင်းထုတ်ပြန်ခဲ့ပါတယ်။ဒီသဘောတူညီချက်တွေထဲမှာတရုတ်ကယထာလန်တိဆောက်ရေးမှာရင်းနှီးမြှုပ်နှံတာနဲ့ဉာဏ်ရည်တုနည်းပညာကိုတင်ပို့တာတွေပါဝင်ပါတယ်။ဒါပေမဲ့နိုင်ငံရေးဝေဖန်သုံးသက်သူတုံချင်းရွံကချီရက်ခီးစင်ဟာအထင်ကြီးစရာကောင်းပေမဲ့တကယ်တမ်းရရှိတဲ့အကျိုးအမြတ်တွေကအကန့်အသတ်ရှိတယ်လို့ထောက်ပြခဲ့ပါတယ်။သဘောတူညီချက်55ခုရဲ့အများစုဟာတရုတ်ဘက်ကတစ်ဖက်သက် short ပေါ့ပေးကမ်းမှုတွေဖြစ်ပါတယ်။ဥပမာ တရုတ်ကရထားလမ်းတွေကိုရန်ပုံငွေထောက်ပံ့ပေးပြီး AI နည်းပညာကိုတင်ပို့ပေးတာမျိုးဖြစ်ပြီး VNN ဘက်ကပါဝင်မှုနေပါပါတယ်။တုံချင်းရွံက VNN ဟာတရုတ်ကမ်းလှမ်းတဲ့ဒီအကျိုးမြတ်တွေကိုငင်းဆန်မှာမဟုတ်ပေမဲ့တရုတ်ရဲ့မူရင်းဖျောက်ဖျက်တဲ့လောရက်တွေအတွက် RICS ယူဖို့စံနာမရှိဘူးလို့ဆိုပါတယ်။ VNN ဟာသူ့ရဲ့စီးပွားရေးတိုးတက်မှုဟာတရုတ်ပေါ်မှာမဟုတ်ပဲအမေရိကန်ပေါ်မှာတည်မီနေတယ်ဆိုတာကိုကောင်းကောင်းသိပါတယ်။ဧပြီလ၄ရက်နေ့မှာ Trump ကကုန်သွယ်ကုန်တိုးမြှင့်မှုစတင်ပြီး၂ရက်ကြာမှာ ဗီယက်နမ်ကွန်မြူနစ်ပါတီအထွေထွေတွင်းရင်းမှုတိုလန်ဟာတမနာထရန့်နဲ့တယ်လီဖုန်းပြောဆိုခဲ့ပါတယ်။နောက်ပိုင်းမှာထရန့်ကတိုလန်ဟာသဘောတူညီချက်တစ်ခုရရှိခဲ့ရင်ဗီယက်နမ်ဟာအမေရိကန်ကုန်ပစ္စည်းတွေပေါ်ကုန်သွယ်ခွင့်ကိုတုံ့ညထီရှော့ချပေးမယ်လို့ကတိပေးခဲ့တယ်လို့ပြောခဲ့ပါတယ်။ဗီယက်နမ်အစိုးရကထရန့်နဲ့တိုလန်တို့ဟာနှစ်နိုင်ငံကုန်သွယ်ခွင့်သဘောတူညီချက်ကိုအမြန်ဆုံးလက်မှတ်ရေးထိုးနိုင်ဖို့ဆွေးနွေးမှုတွေဆက်လက်လုပ်ဆောင်ဖို့သဘောတူခဲ့ကြပြီးထရန့်ဟာမကြခင်ဗီယက်နမ်ကိုလာရောက်ဖို့ဖိတ်ကြားချက်ကိုလက်ခံခဲ့တယ်လို့ထပ်လောင်းပြောကြားခဲ့ပါတယ်။ ကမ်ဘောဒီးယားရဲ့ရက်တီချက်ဧပြီလ6ရက်နေ့မှာတရုတ်နဲ့ကမ်ဘောဒီးယားတို့ဟာထိုင်းပင်လယ်ကွေ့မှာအစ်စ်တိုးချဲ့ထားတဲ့ rings ရေတပ်စခန်းမှာပူးတွဲစည်ရေးလေ့ကျင့်မှုတစ်ခုပြုလုပ်ခဲ့ပါတယ်ကမ်ဘောဒီးယားမှာတည်ရှိတဲ့ဒီစခန်းကိုတရုတ်ရဲ့ရန်ပုံငွေနဲ့ပြန်လည်ပြုပြင်ထားတာဖြစ်ပြီး American ကဒါဟာတရုတ်ရဲ့စည်ရေးအခြေစိုက်စခန်းတစ်ခု ဖြစ်လာနိုင်တယ်လို့စိုးရိမ်ပူပန်မှုတွေဖော်ပြခဲ့ပါတယ်ထိုင်းဝမ်ပညာရှင်ဆွန်ကကမ်ဘောဒီးယားဟာတရုတ်လိုလာတဲ့နိုင်ငံရေးရည်ရည်ချက်ရှိပြီး တရုတ်ရဲ့ရန်မုံငွေထောက်ပံ့ထားတဲ့အခြေခံစောက်အုံနဲ့အကူအညီတွေကိုမိခိုးနေတယ်လို့ဆိုပါတယ်။ဒါ့အပြင်တောင်တရုတ်ပင်လယ်နဲ့ပတ်သက်ပြီးတရုတ်ရဲ့ရည်တည်ချက်ကိုထောက်ခံတဲ့ဒေသရင်းနိုင်ငံအနည်းငယ်တွေကတနိုင်ငံလေးဖြစ်ပါတယ်။ကမ်ဘောဒီးယားဟာတရုတ်နဲ့ဆက်ဖြတ်ဖို့မဖြစ်နိုင်ပေမဲ့အရေးယူပိတ်ဆို့မှုတွေကိုရှောင်ရှားဖို့အမေရိကန်နဲ့တိတ်တဆိတ်ထိတွေ့ဆက်ဆံမှုတွေလှုံ့ဆော်ပွဲရှိနေပါတယ်။တရုတ်နိုင်ငံပေါ်အာဆီယံနိုင်ငံတွေရဲ့ရည်တည်ချက်စွန်ကတရုတ်ကွန်မြူနတီပါတီဟာ ဒေတာရင်းပူးပေါင်းဆောင်ရွက်မှုကိုမြှင့်တင်ဖို့တခါတရံအမေရိကန်စန့်ကျင်ရေးမဟာမိတ်ဖွဲ့ဖို့ကြိုးစားနေပေမဲ့အာဆီယံနိုင်ငံတွေကတော့သူတို့ရဲ့အကွာအဝေးကိုထိမ့်သိမ့်ဖို့ရွေးချယ်ခဲ့ကြတယ်လို့ဆိုပါတယ်။ဒါဟာရှေ့တောင်အာရှနိုင်ငံတွေဟာအမေရိကန်နဲ့သူတို့ရဲ့ကုန်သွယ်ရေးဆက်ဆံမှုနဲ့ဈေးကွက်အခွင့်အလမ်းတွေကိုပိုအရေးထားကြောင်းပြသနေပါတယ်။ထိုင်ဝမ်ပညာရှင်ချင်မင်ရှုက အရှိတောင်အာရှနိုင်ငံတွေဟာသူတို့ရဲ့အမျိုးသားအကျိုးစီးပွားပေါ်ခြေခံပြီးဆုံးဖြတ်ချက်တွေချမှတ်ကြတယ်လို့ဆိုပါတယ်။အရင်တုန်းကသူတို့ဟာ စီးပွားရေးကတရုတ်ပေါ်မှာတည်မှီပြီးလုံခြုံရေးကအမေရိကန်ပေါ်မှာတည်မှီတယ်လို့ပြောလို့ရှိပါတယ်။အခုတော့လုံခြုံရေးဟာပိုအရေးကြီးလာနိုင်ပေမဲ့တရုတ်ပေါ်စီးပွားရေးရမိခုန်နေရတဲ့အတိုင်းအတာကတဖြည်းဖြည်းညော့နေလာနိုင်ပါတယ်။ရှီမင်ရှုကရှီကျင့်ဖြင့် VNN ကိုမသွားခင်မှာအာဆီယံနိုင်ငံတွေဟာတုံ့ပြန်တာမျိုးမလုပ်ဘဲအမေရိကန်ရဲ့ကုန်သွယ်ကုန်မူဝါဒတွေပေါ်နှိမ့်နိုင်ပြီးပူးပေါင်းဆောင်ရွက်တဲ့ချင်းကပ်မှုကိုလှုံ့ဆော်မှုဆုံးဖြတ်ချက်ချထားပြီးသားဖြစ်တယ်လို့လည်းမှတ်ချက်ပြုခဲ့ပါတယ်။ အခြေခံအဖြစ်ဒီနိုင်ငံတွေဟာအမေရိကန်ဈေးကွက်ကိုဆက်လက်ဝင်ရောက်ခွင့်ရရှိဖို့နဲ့တရုတ်ကွန်မြူနတီပါတီဘက်ကိုမလိုက်ဖို့ဆန္ဒရှိကြပါတယ်။တရုတ်ပြည်သူတပ်တို့မှပါမောက်ခရှင့်ဟောင်ကအရှိတောင်အာရှခေါင်းဆောင်တွေဟာသူတို့ဟာတရုတ်ကွန်မြူနတီပါတီနဲ့အရန်ဒီကက်စွာပူးပေါင်းရင်ထရမ့်ရဲ့အပြစ်ပေးမှုကိုခံရနိုင်တယ်ဆိုတာကိုသိရှိထားတယ်လို့ယုံကြည်ပါတယ်။တရုတ်ကျွမ်းကျင်သူဝမ်ဟိုကအာဆီယံအတွက်အမေရိကန်ရဲ့စီးပွားရေးဆွဲဆောင်မှုဟာတရုတ်ကွန်မြူနတီပါတီရဲ့ဆွဲဆောင်မှုထက်အများကြီးတာလွန်တယ်လို့ဆိုပါတယ်။ အာဆီယံရဲ့ဗမ်လိုက်တဲ့ယက်တီချက်ကိုတရုတ်ကွန်မြူနတီပါတီကလွှမ်းမိုးဖို့ခတ်ခဲ့ပါတယ်။နှစ်ဖက်စလုံးဟာလွတ်တက်တဲ့ကုံသွေးရေးပူးပေါင်းဆောင်ရွက်မှုနဲ့စီးပွားရေးပူးပေါင်းဆောင်ရွက်မှုတွေပေါ်ညှိနှိုင်းနိုင်ပေမဲ့အာဆီယံနိုင်ငံတွေဟာတရုတ်ထုတ်ကုန်တွေအမေရိကန်ကိုရောက်ရှိဖို့အတွက်နောက်ထပ်ခြေလှမ်းခံဖို့ဖြစ်လာဖို့မဖြစ်နိုင်ပါဘူး။အမေရိကန်ဟာအာဆီယံနဲ့နှစ်နိုင်ငံဆွေးနွေးမှုတွေအတွင်းအဲ့ဒီလမ်းကြောင်းကိုတေချာပေါက်ပိတ်ဆို့သွားမှာဖြစ်ပါတယ်။ကုံသွေးကွင်းတွေကိုရှောင်ရှားဖို့ တရုတ်ကုန်ပစ္စည်းတွေကိုအရှိတောင်အာရှကနေလမ်းကြောင်းပြောင်းပြီးတင်ပို့နေတဲ့ပြဿနာကိုဖြေရှင်းဖို့အတွက်အမေရိကန်ဟာမူရင်းအတိမတ်ပြုလက်မှတ်တွေကိုစစ်ဆေးဖို့တင်းကျပ်နေပြီးကူးတန်းရောင်းဝယ်မှုကိုပိတ်ဆို့နေပါတယ်။အရှိတောင်အာရှနိုင်ငံအတော်များများကလည်းတိကျတဲ့လှုံ့ဆော်မှုတွေလှုံ့ဆော်နေပြီဖြစ်ပါတယ်။မူရင်းဖြောက်ကုန်ပစ္စည်းတွေကိုအရေးယူသွားမယ်အာဆီယံနိုင်ငံတွေ။ဗီယက်နမ်ဟာမူရင်းအတိမတ်ပြုလက်မှတ်နဲ့ကုန်ကျန်းပစ္စည်းတွေပေါ်ထိန်းချုပ်မှုတွေတင်းကျပ်ခဲ့ရုံသာမကစင်ကာပူအောက်ခွန်ကုန်သွယ်ရေးနဲ့ ်ဆက်မှုဝင်ကြီးဌာနတို့ကလည်းအစိုးရအနေနဲ့တခြားနိုင်ငံတွေရဲ့ပို့ကုန်ထိန်းချုပ်မှုတွေကိုရှောင်ရှားဖို့ဒါမှမဟုတ်ချိုးဖောက်ဖို့စင်ကာပူနဲ့သူတို့ရဲ့ဆက်ဆက်မှုကိုတမင်တကာအသုံးပြုနေတဲ့ကုမ္ပဏီတွေကိုတီးခတ်မှာမဟုတ်ကြောင်းရှင်းရှင်းလင်းလင်းဖော်ပြထားတဲ့တရားဝင်ထုတ်ပြန်ချက်တစ်ခုကိုထုတ်ပြန်ခဲ့ပါတယ်။လိမ့်လည်လှည့်ပြားတဲ့လုပ်ရက်တွေမှာပါဝင်ပတ်သက်နေတဲ့ဒါမှမဟုတ်ပို့ကုန်ထိန်းချုပ်မှုတွေကိုရှောင်ရှားဖို့ကြိုးစားနေတဲ့ကုမ္ပဏီတွေနဲ့လူပုဂ္ဂိုလ်တွေပေါ်တင့်လျော်တဲ့အရေးယူမှုတွေလှုပ်ဆောင်သွားမယ်လို့သိရပါတယ်။ ထိုင်းနိုင်ငံသားကုန်သွယ်ရေးဌာနညွှန်ကြားရေးမှုကမကြသေးခင်ကအလူမီနီယံတပ်ထုပြားနဲ့လျှက်စစ်စပိန်တွေပါဝင် ကုန်ပစ္စည်း42မျိုးဟာအမေရိကန်နဲ့ဥရောပရဲ့မြင့်မားတဲ့ကုန်သွယ်ကုန်တွေကိုရှောင်ရှားဖို့ထိုင်းရဲ့မူရင်းအသိမှတ်ပြုလက်မှတ်တွေကိုအလွဲသုံးသပ်လုပ်နေတာတွေ့ရှိခဲ့ကြောင်းလူသိရှင်ကြားပြောကြားခဲ့ပါတယ်ကမ်ဘောဒီးယားဆိုရဟာအမေရိကန်ကိုဥတီတဲ့ကုန်ပစ္စည်းတွေအတွက်ကမ်ဘောဒီးယားကိုကူးသန်းတင်ပို့တဲ့နေရာဖြစ်အခြားနိုင်ငံတွေအသုံးပြုတာကိုထိန်းချုပ်ဖို့နဲ့ ကာကွယ်ဖို့လှုံ့ထုံလုံနေတဲ့အစ်တွေရေးဆွဲနေပါတယ်။အေပရီလ16ရက်နေ့မှာဒုတိယဝန်ကြီးချုပ်ဆန်ချန်သာဦးဆောင်တဲ့လုပ်ငန်းအဖွဲ့တစ်ခုဟာအမေရိကန်ကိုယ်စားလှယ် Robert Lightight ဇာနဲ့ဗီဒီယိုကွန်ဖရင့်မှာတက်ဆင့်ပထမအကြိမ်ကုန်သွယ်ရေးဆွေးနွေးပွဲပြုလုပ်ခဲ့ပါတယ်။ကမ်ဘောဒီးယားဟာကမ်ဘောဒီးယားကွန်ပျူစီတွေပေါ်မြန်မာတဲ့ကုန်သွယ်ကုန်တွေကောက်ခံဖို့အစီအစဉ်တွေကိုဆွတ်လွတ်ဖို့အမေရိကန်ကိုဆွဲဆောင်နိုင်ဖို့ညွှန်လင်းနေပါတယ်။တမရာထရန့်ရဲ့အပြန်အလှန်ကုန်သွယ်ကုန်ဘူဝါဒအောက်မှာကမ်ဘောဒီးယားကွန်ပျူစီတွေဟာ အိန္ဒိချင်းလာအိုနဲ့ VNN ထက်49ရာခိုင်နှုန်းအထိပုံမမြင်မာတဲ့ကုန်သွယ်ကုန်တွေနဲ့ရင်ဆိုင်နေရပါတယ်။ကမ်ဘောဒီးယားနိုင်ငံဆိုင်ရာအမေရိကန်ကုန်သွယ်ကြီးများအသင်း MCHM ဥက္ကဋ္ဌ KC Barnett ကအမေရိကန်ကုန်သွယ်ရေးကိုယ်တိုင်ဟာကမ်ဘောဒီးယားကိုတရုတ်ကုန်ပစ္စည်းတွေအမေရိကန်ကိုဝင်ရောက်ဖို့အတွက်ပူးတန်းတင်ပို့တဲ့နေရာဖြစ်ရှုမြင်မယ်ဆိုရင်ကမ်ဘောဒီးယားအတွက်အလွန်အန္တရာယ်များလိမ့်မယ်လို့မီဒီယာကိုပြောခဲ့ပါတယ်။နိုင်ငံသားမီဒီယာတွေရဲ့အစီရင်ခံစာတွေအရမလေးရှားကုန်သွယ်ရေးဝန်ကြီးနဲ့ဘန်နာရေးဝန်ကြီးတို့ဟာ ထရန့်အစိုးရနဲ့ကုန်သွယ်ကုန်တွေညှိနှိုင်းဖို့ဧပြီလကုန်ပိုင်းမှာအမေရိကန်ကိုတွားရောက်ဖို့စီစဉ်ထားပါတယ်။အစိုးရဟာမလေးရှားကုန်ပစ္စည်းတွေပေါ်24ရာခိုင်နှုန်းကုန်သွယ်ကုန်ကောက်ခံထားပြီးရပ်ပေါင်းကုန်သွယ်ရွှေ့ဆိုင်ထားပါတယ်။ဒါ့ပြင်မဲ့10ရာခိုင်နှုန်းသောအထွေထွေကုန်သွယ်ကုန်ကတော့ဆက်လက်တည်ရှိနေပါတယ်။မလေးရှားကတုံ့ပြန်တဲ့ကုန်သွယ်ကုန်တွေကောက်ခံမှာမဟုတ်ဘူးလို့ပြောကြခဲ့ပါတယ်။မလေးရှားအစိုးရဟာအမေရိကန်ရဲ့ကုန်သွယ်ကုန်တွေကိုရှောင်ရှားဖို့မလေးရှားကိုကူးတန်းတင်ဖို့တဲ့နေရာဖြစ်အသုံးမပြုဖို့ တရုတ်ကုမ္ပဏီတွေကိုမကြာခဏတိုက်တွန်းခဲ့ပါတယ်။တရုတ်ဘလော့ဂါတဦးကအရင်တုန်းကကူးသန်းရောင်းဝယ်မှုဟာမရေမယာနယ်မြေတစ်ခုမှာလုတ်ကင်ခဲ့ပေမဲ့အခုတော့နိုင်ငံအများပြားကဒီလိုလုတ်ရက်တွေကိုတင်းတင်းကြပ်ကြပ်စစ်ဆေးဖို့စတင်နေပြီလို့ထောက်ပြခဲ့ပါတယ်။မူရင်းတိမှတ်ပြုလက်မှတ်တွေရရှိဖို့အတွက်ကုန်ပစ္စည်းတွေကိုအဲ့ဒီနိုင်ငံမှာထုတ်လုပ်ပြီးပြုပြင်ထုတ်လုပ်ရပါမယ်။ဒါကြောင့်ကူးသန်းရောင်းဝယ်မှုလုတ်ဆောင်ဖို့ပုံမှုခက်ခဲလာခဲ့ပါတယ်။မူရင်းအတိမှတ်ပြုလက်မှတ်တွေပြောင်းလဲလို့မရတော့တဲ့အနေအထား နိုင်ငံခြားကုန်သွယ်ရေးလုပ်ငန်းမှဘလော့ဂါတဦးကအရှိတောင်အာရှနိုင်ငံအများပြားမှာမပြည့်စုံတဲ့ကုန်ကျန်းထောက်ပံ့ရေးကွင်းဆက်တွေရှိပြီးနောက်ထပ်ပြုပြင်ထုတ်လုပ်ဖို့အတွက်တရုတ်ကနေတိုက်ရိုက်တင်သွင်းလေးရှိကြောင်းသတိပေးခဲ့ပါတယ်။ဒီကုန်ပစ္စည်းတွေကိုတတိယနိုင်ငံတွေကနေအမေရိကန်ကိုတင်ပို့ဖို့အတွက်ကုမ္ပဏီတွေဟာဒေသခံမူရင်းအတိမတ်ပြုလက်မှတ်တွေရယူရပါမယ်။ကုန်ကျန်းပါဝင်မှုဟာသတ်မှတ်ချက်တွေနဲ့မကိုက်ညီဘူးဆိုရင်အဲဒီကုန်ပစ္စည်းတွေကို Made in China လို့သတ်မှတ်ခံရပြီးကုန်သွယ်ကွန်တက်တာခွင့်တွေဆုံးရှုံးနိုင်ပါတယ်။ ဒီမူဟာလာကြောင့်တရုတ်ကုမ္ပဏီတွေဟာအခက်တွေ့နေရပါတယ်။ဘာကြောင့်လဲဆိုတော့သူတို့ရဲ့ထုတ်လုပ်နိုင်စမ်းတဲ့ကုန်ကျန်းအများစုဟာတရုတ်မှာစုပြီးနေလို့ပဲဖြစ်ပါတယ်။လုပ်ငန်းအများပြားအတွက်ဒေတာရင်းကနေကုန်ပစ္စည်းရှာဖွေတာဟာအလွန်ခက်ခဲပါတယ်။ဘလော့ဂါကတင်းကျပ်စွာစစ်ဆေးနေတဲ့ကုန်ပစ္စည်းတွေရဲ့ဥပမာတွေကိုပေးခဲ့ပါတယ်။အများပြားဟာတရုတ်ရဲ့အလွန်ဖွံ့ဖြိုးပြီးတဲ့စက်မှုကွင်းသက်ရဲ့အစိတ်ပိုင်းတွေဖြစ်တဲ့ပြားရည်၊တန်ပိုက်၊ရေစင်ကွက်၊မော်တာ၊ဂျန်နရေတာ၊ဖမ်းမြင်း လွှတ်သွားတဲ့ရေခဲတက်တာတွေလိုမျိုးတွေဖြစ်ပါတယ်။ဒီမူဝါဒဟာရှေ့တောင်အာရှကိုပြစ်မှတ်ထားပေမဲ့အမေရိကန်ကလည်းတတိယပါတီကနေကူးတန်းတင်ပို့မှုကိုပြင်းပြင်းထန်ထန်နှိမ်နှင်းဖို့ခိုင်မာတဲ့အစီအစဉ်တစ်ခုကိုပြင်ဆင်နေပါတယ်။ဒီအစီအစဉ်ရဲ့အဓိကစိတ်ပိုင်းတစ်ခုကကုန်ပစ္စည်းတွေကိုပထမနိုင်ငံကနေစတုထနိုင်ငံအထိစောင့်ကြည့်မဲ့ကမ္ဘာလုံးဆိုင်ရာကုန်ပစ္စည်းခြေရာခံစနစ် တစ်ခုတည်ထောင်ဖို့ဖြစ်ပါတယ်။နောက်မှအညွန့်တစ်ခုဒါမှမဟုတ်မူရင်းအသိမှတ်ပြုလက်မှတ်တစ်ခုကိုပြောင်းလဲရုံနဲ့ အမေရိကန်ဈေးကွက်မှာကုန်ပစ္စည်းတွေရောင်းချဖို့လွယ်ကူမှာမဟုတ်တော့ပါဘူး။ဘလော့ဂါကဒီစနစ်ရဲ့ရည်ရွယ်ချက်ဟာကူးသွင်းရောင်းဝယ်မှုတွေပူးတွဲအပြစ်ပေးဖို့ဖြစ်တယ်လို့ဖော်ပြခဲ့ပါတယ်။ကုမ္ပဏီတစ်ခုဟာဒီလိုလုပ်ရတွေမှာပါဝင်ပတ်သက်နေတာကိုတွေးရှိတာနဲ့အဲ့ဒီနိုင်ငံမှာရှိတဲ့သက်ဆိုင်ရာကုမ္ပဏီအားလုံးဟာအမေရိကန်ကိုသူတို့ရဲ့ပို့ကုန်တွေဓာတ်ရိုက်ရက်ဆိုင်ခံရနိုင်ပါတယ်။အလွန်မင်းပြင်းထန်တဲ့အေးအေးမှုတွေနဲ့အန္တရာယ်ရှိတဲ့စီးပွားရေးအပြုအမူတွေကိုဟန့်တားဖို့ရည်ရွယ်ပါတယ်။ နောက်ထပ်ဘလော့ဂါတဦးကအမေရိကန်ရဲ့တရုတ်ပေါ်ကုန်သွယ်ခွင်မူဝါဒဟာကြဲကြဲပြန့်ပြန့်ဝန်းရံပိတ်ဆို့တဲ့အခြေအနေထိတိုးတက်ပြောင်းလဲလာခဲ့တယ်လို့မှတ်ချက်ပြုခဲ့ပါတယ်။ဒါဟာအမြောက်များကုန်ပစ္စည်းတွေကိုသာမကဒေါ်လာ၈၀၀အောက်တန်ဖိုးရှိတဲ့ပစ္စည်းအသေးစားတွေကိုပါပိတ်မှတ်ထားနေပါတယ်။စနစ်သည့်အရာလုပ်ငန်းတွေဟာကုန်ကျန်းပစ္စည်းကနေထုတ်လုပ်မှုနဲ့တည်ယူပို့ဆောင်ရေးအထိအပီးစီးထုတ်လုပ်မှုစီးစင်းပုံစရားတစ်ခုကိုပေးရမှာဖြစ်ပြီးထောက်ပံ့ရေးကွင်းဆက်ဆောင်ကျင်မှုကိုပုံမှုအားကောင်းလာစီပါတယ်။ မေလ၂ရက်နေ့ကစပြီးတရုတ်နဲ့ဟောင်ကောင်ကနေအမေရိကန်နိုင်ငံသားတွေစီးပို့တဲ့ဒေါ်လာ၈၀၀အောက်တန်ဖိုးရှိတဲ့ပစ္စည်းအသေးစားတွေဟာကုန်သွယ်ခွင့်ကင်းလွတ်ခွင့်မရတော့ပါဘူး။ကုန်သွယ်ခွင့်ရှောင်ရှားဖို့အတွက်ကုန်ပစ္စည်းအကြီးစားတွေကိုအသေးစားအဖြစ်ခွဲပြီးပို့တဲ့တာမန်နီလန်ဟာအလုံးမဖြစ်တော့ပါဘူး။အမေရိကန်ဟာတရုတ်သင်းမောတွေပေါ်လဲအရေးယူဆောင်ရွက်မှုတွေလှုပ်ဆောင်ခဲ့ပါတယ်။ကုန်ပစ္စည်းရဲ့မူရင်းဘယ်နိုင်ငံကဖြစ်ဖြစ်အရေးမပါဘဲအမေရိကန်စိတ်ကမ်းတွေကိုစိုက်ကတ်တဲ့တရုတ်ပိုင်သင်းမောတွေဟာဒေါ်လာတန်ပေါင်းများပါထိရှိနိုင်တဲ့ မြင့်မားတဲ့စိုက်ကက်ခါတွေပေးဆောင်ရပါမယ်။ဘလော့ဂါကအမေရိကန်ရဲ့ကုံတွေကုံမူဝါဒဟာယုတ်တိရှိရှိဆက်ဆက်နေတယ်လို့ဆိုပါတယ်။အဲ့ဒီမူဝါဒမှာပထမဦးဆုံးကုံတွေကုံနေပြီးတော့စနစ်သက်တွေနဲ့ထောက်ပံ့ရေးကွင်းဆက်စစ်ဆေးမှုတွေတည်ထောင်ခြင်းနောက်ဆုံးမှာပစ္စည်းအသေးစားတွေနဲ့တင်းမောတွေပေါ်ကန့်သက်ချက်တွေချမှတ်ခြင်းလို့ပါဝင်နေပါတယ်။ကုတန်းရောင်းဝယ်ရေးပိတ်ဆို့မှုတွေကိုအကောင့်ထည့်ဖို့နိုင်ငံတွေဟာအခုချိန်မှာပူးပေါင်းဆောင်ရွက်နေကြပါတယ်။ ဒီအစီအမံတွေအားလုံးပေါင်းလိုက်ရင်တရုတ်ကုန်ပစ္စည်းတွေအမေရိကန်ကိုဝင်ရောက်ဖို့အတွက်နောက်ပေါက်အားလုံးကိုထိရောက်စွာပိတ်လိုက်တာ ਨੇ အတူတူပဲဖြစ်ပါတယ်။အရှိတောင်အာရှနိုင်ငံတွေဟာအမေရိကန်ဘူဟာရတွေနဲ့ပူးပေါင်းဆောင်ရွက်ပြီးတရုတ်ထုတ်ကုန်တွေပေါ်ကန့်သတ်ချက်တွေတင်းကျပ်လာတာနဲ့မျှဘလော့ဂါကတရုတ်နိုင်ငံသားကုန်သွယ်လုပ်ငန်းရှင်တွေကိုအမေရိကန်တရုတ်ညှိနှိုင်းမှုတွေမှာတိုးတက်မှုရဖို့ညှော်လင့်ချက်ကိုစွန့်လွှတ်ပြီးအခြားအဖြေရှာဖွေဖို့အကြံပေးခဲ့ပါတယ်။တချို့လူတွေကကုန်သွယ်ကုန်ပြဿနာဟာမဆိုးဝါးဘူးလို့ထင်ကြပေမဲ့ ဘလော့ဂါကတော့အများအပြားဟာဖိအားအောင်မှရုန်းကန်ရလိမ့်မယ်လို့တတိပေးခဲ့ပါတယ်။တရုတ်ဟာအမေရိကန်နဲ့နီးကပ်တဲ့ဆက်ဆံရေးရှိပြီးရုတ်တရက်အဆက်ဖြစ်လိုက်တာဟာနက်ဆိုင်နဲ့စီးပွားရေးတက်ရောက်မှုတွေရှိလာနိုင်ပါတယ်။တရုတ်ကိုအများကြီးအထိနာလာစီမဲ့ပုံသွဲကွန်မူဝါဒကောင်းကင်ပြိုကျမှာတော့မဟုတ်ဘူးဆိုတဲ့စကားပုံတစ်ခုရှိပါတယ်။ဒါပေမဲ့နိုင်ငံသားကုံသွဲလုပ်ငန်းရှင်အများပြားတို့အထူးသဖြင့်အလေလက်တန်းသားတွေအတွက်တော့တက်ရောက်မှုကတကယ်ဖြစ်နေပါပြီ။ သူတို့ဟာအိမ်ချင်းဝင်နဲ့ကားချင်းဝင်တွေကိုဆက်လက်ပေးဆက်နေရသေးပဲဖြစ်ပါတယ်။ရှန်ရှိဟန်နန်နဲ့ဟူနန်ပြည်နယ်တွေမှာအမေရိကန်ကိုတင်ပို့မှုဟာဒေတာစုစုပေါင်းပို့ကုန်ရဲ့22ရာခိုင်နှုန်းကနေ28ရာခိုင်နှုန်းအထိရှိပါတယ်။အကယ်၍အမေရိကန်တရုတ်ကုန်သွယ်ရေးပြိုကွဲသွားခဲ့ရင်ဒေတာရင်းစီးပွားရေးပေါ်တိတိတသာတက်ရောက်မှုရှိပြီးလူအများအပြားအလုံးလက်မဲ့ဖြစ်ခြင်းနဲ့ဒေတာကန်တွေရဲ့ဝင်ငွေနဲ့စားသုံးမှုကျဆင်းခြင်းတွေဖြစ်ပေါ်လာနိုင်ပါတယ်။ ရှန်ကျန်းမှာအမေရိကန်ကိုနှစ်စဉ်တင်ပို့တဲ့တန်ဖိုးဟာယွမ်440ဘီလီယံကျော်ရှိပြီးကုမ္ပဏီပေါင်း4400ကျော်ပါဝင်ပတ်သက်နေပါတယ်။အဲ့ဒီအထက်မှာအများစုဟာအသေးစားနဲ့အလက်စားလုပ်ငန်းတွေနဲ့နေဆက်ဖြတ်ကျော် e-commerce လုပ်ငန်းတွေဖြစ်ပါတယ်။ဒါပေမဲ့အခုအမေရိကန်ကဒေါ်လာ800အောက်တန်ဖိုးရှိတဲ့ပစ္စည်းအသေးစားတွေကိုအခွန်ကောက်ခံနေတာကြောင့်နေဆက်ဖြတ်ကျော်ရောင်းချသူတွေပေါ်ဖိအားအစ်တွေတိုးလာနေပါတယ်။ရှန်ဟိုင်းမှာအမေရိကန်ကိုတင်ပို့မှုမှာ ပါဝင်ပတ်သက်နေတဲ့ကုမ္ပဏီပေါင်း2200ရှိပါတယ်။ဒေတန္တရအစိုးရတွေကပြည်ရင်းရောင်းချမှုဘက်ကိုပြောင်းလဲဖို့အစိုးပြုထားပေမဲ့တရုတ်မှာထုတ်လုပ်မှုလွန်ကဲနေပြီးဝယ်လိုအားနည်းနေတဲ့ပြဿနာနဲ့ရင်ဆိုင်နေရပါတယ်။ပြည်ရင်းစားသုံးမှုကနိုင်ငံခြားကုန်သွယ်မှုစွမ်းအားကိုဆုပ်ယူနိုင်မလားဆိုတာမသေချာသေးပါဘူး။အဓိကပြဿနာကဒေတာကန်တွေမှာအဲ့ဒါကိုထောက်ပံ့ဖို့ဝင်ငွေနဲ့ယုံကြည်မှုရှိမရှိဆိုတာပဲဖြစ်ပါတယ်။ကျန်းစုပြည်နယ်လည်းအလားတူထိခိုက်မှုများစွာခံစားနေရပါတယ်။ အဲ့ဒီမှာရှိတဲ့လုပ်ငန်းရှင်အများပြားဟာကမ္ဘာလုံးဆိုင်ရာကုန်သွယ်မှုတွေလုတ်ကင်နေပြီးမက္ကဆီကိုအရှိတောင်အာရှဒါမှမဟုတ်ဥရောပမှာတော့ဆက်ယုံတွေတည်ထောင်ထားကြပါတယ်။အကယ်၍အမေရိကန်ဈေးကွက်ဆုံးရှုံးသွားခဲ့ရင်တရုတ်ကိုပြန်လာတဲ့ order တွေညှော်နေသွားပြီးပြည်ရင်းထောက်ပံ့ရေးကွင်းဆက်ကိုပုံမထိခိုက်စေနိုင်ပါတယ်။ blogger ကအမေရိကန်ရဲ့ကုန်သွယ်ကုန်တွေဟာတရုတ်ရဲ့နိုင်ငံခြားကုန်သွယ်ကဏ္ဍနဲ့တအူးချင်းစီရဲ့အတံဝေးဝမ်းကြောင်းမှုပေါ်ရေရှည်ထိခိုက်ပျက်စီးစေခဲ့ပြီးပြီလို့ပြောကြားခဲ့ပါတယ်။ သူကလူပုဂ္ဂိုလ်တွေနဲ့ကုမ္ပဏီတွေကိုဖြစ်ရမှန်ကိုရင်ဆိုင်ဖို့အန်ဒီယာတွေကိုရှောင်ရှားဖို့နဲ့မဟာပြူဟာတွေကိုချက်ချင်းချိန်ကြီးဖို့တတိပေးခဲ့ပါဗျ။နောက်ဆုံးသတင်းတွေရဧပြီလ22ရက်နေ့မှာကိုရီးယားအကောက်ခွန်ဌာနကတရုတ်ကုမ္ပဏီအများပြားဟာကုန်ပစ္စည်းတွေကို made in korea လို့အညွှန်းတက်ပြီးအမေရိကန်ကိုတင်ပို့နေတာကိုဖော်ထုတ်နိုင်ငံကြောင်းကြေညာခဲ့ပါတယ်။စုစုပေါင်းတန်ဖိုးဟာအမေရိကန်ဒေါ်လာတန်း20ကျော်ရှိပြီးနှစ်နိုင်ငံအဆင့်မြင့်ဆွေးနွေးပွဲမတိုင်ခင်မှာဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင်ဂျပန်မီဒီယာတွေကမကြသိမိနှစ်တွေအတွင်းတရုတ်နိုင်ငံသားအများပြားဟာတိုကျိုအိုဆာကာနဲ့တခြားမြို့ကြီးတွေမှာ ကုမ္ပဏီဖွဲ့စည်းတွေကိုတီထောင်ခဲ့ကြတယ်လို့သတင်းထုတ်ပြန်ခဲ့ပါတယ်။အဲ့ဒီမှာသူတို့ဟာတရုတ်ထုတ်ကုန်တွေကိုတက်ဆင်တာစမ်းသက်တာဒါမှမဟုတ်ပြန်လည်ထုတ်ပိုးတာတွေလုပ်ပြီး Made in Japan လို့အညွှန်းပြန်ကပ်ပြီးကုန်သွယ်ကွန်ရှောင်ရှားဖို့အမေရိကန်ကိုတင်ပို့နေကြပါတယ်။ဒါဟာဂျပန်နိုင်ငံသားတွေရဲ့အာရုံကိုဖမ်းဆီးနိုင်ခဲ့ပြီးတချို့ကအာနာပိုင်တွေကိုအေးအေးယူဆောင်ရွက်ဖို့နဲ့ ဒီလိုချိုးဖောက်မှုတွေကိုတားဆီးဖို့တောင်းဆိုနေကြပါတယ်။သူတို့ကအရှိတောင်အာရှလိုပဲဂျပန်ဟာလည်းအမေရိကန်ရဲ့အပြန်အလှန်ကုန်သွယ်ခွင့်တွေရဲ့ပြစ်မှတ်ဖြစ်လာနိုင်တယ်လို့သတိပေးနေကြပါတယ်။လေလာသုံးသက်သူတွေကမူရင်းလိုင်လေမှုပေါ်ဒီလိုနှိမ်နှဲမှုဟာကမ္ဘာလုံးဆိုင်ရာလမ်းကြောင်းတစ်ခုဖြစ်လာနေပြီးတရုတ်ကွန်ပျက်စီတွေပုံမှုများပြားစွာကိုအခြားနိုင်ငံတွေရဲ့အောက်ခွန်ကပြန်ပို့နိုင်တယ်လို့ယုံကြည်နေကြပါတယ်။ Trump ရဲ့ကုန်သွယ်ရေးစစ်ပွဲအောက်မှာတရုတ်စီးပွားရေးဟာပုံမှုဆိုးရွားလာနိုင်ပြီးပြည်သူတွေရဲ့မကျေနပ်မှုတွေတိုးလာကာ တရုတ်ကွန်မြူနစ်ပါတီအစိုးရပြိုကွဲသွားတဲ့အထိဖြစ်သွားနိုင်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။